စ်ကောင်စီအပါဝင်စစ်ကောင်စီကိုကြောထောင်နောက်ခံပြုတဲ့အဖွဲ့တွေကတော့ရန်သူဖြစ်တယ်ပေါ့ရန်သူဆိုရင်တော့ရန်သူကိုကျွန်တော်တို့ကတော့ဖြိုဖျက်ပစ်ကမှာပဲသို့တော်လည်းပဲတော်လိုင်းရေးအလံတော်အောက်မှာဟိုအတူတူသွားနေတဲ့သူတွေကိုဟိုအပြုတ်သဘောဆောင်တဲ့ပုတ်တိုက်မှုတွေကလွဲရင်တစ်ဖက်ကိုချစ်တစ်ဖက်ကိုမုန်းတော့ဆိုတော့ဟိုသဘောတရားတွေဟိုမလုတ်မလုတ်ချင်ပါဘူးနောက်တစ်ခုကလည်းကျွန်တော်ပြောချင်တာကကျွန်တော်တို့ကဟိုပြည်သူ့ကာကွယ်ရေးတပ်မတော်ပေါ့နော် PDF အောက်မှာမဝင်ခင်နေက ျွန်တော်တို့ကကင်းဂျီနယ်မှာ justice ဆိုကြဆိုပြီးတော့မှအဲနာမည်နဲ့ကျွန်တော်တို့ကပါဝင်တိုက်ခိုက်နေခဲ့တာပေါ့အဲ့တော့ကျွန်တော်ကကျွန်တော်ရဲ့လက်နက်အင်အားလူအင်အားအသစ်အစ်ဘယ်လိုအသင့်အသင့်ရှိလာတဲ့အခါကျမှကျွန်တော်ကဒီပြည်သူ့ကဝေးတက်မတော်ကိုကျွန်တော်ကဟိုပေါင်းပေါင်းခဲ့တာပေါ့ဗျာအဲပေါင်းခဲ့တာအဲ့တော့ကျွန်တော်ကအခုကျတော့ကျွန်တော်ဟိုအပြုတ်သဘောဆောင်တဲ့ပုတ်တိုက်မှုလေးအနေငယ်ရှိလို့ကျွန်တော် justice ဆိုကြဖြစ်ပဲပြန်လဲရက်တီတယ် ဒါလည်းခုနပြောသလိုကွဲဝါလည်းမဟုတ်ပြဲဝါလည်းမဟုတ်ငကူတွေကကျွန်တော်တို့က justice ဆိုကြဆိုတဲ့နာမည်နဲ့တီးသက်တီးသက်ဆိုတာထက်တော်လည်းအလံတော်အောက်မှာရှိပြီးသားအဖွဲ့အစည်းတစ်ခုပေါ့အဲ့တော့ကျွန်တော်တို့ကအဲ့ရနေမှာတစ်ဆင့်အမျိုးသားညီညွတ်ရေးအစိုးရရဲ့လက်အောက်ခံဟိုဒီ MOD ပေါ့နော်ကာဝေးဝန်ကြီးဌာနအောက်မှာကျွန်တော်တို့ဟိုတပ်ဖွဲ့ဝင်တွေအကုန်လုံးတပ်ဖွဲ့ဝင်ဖြစ်ဝင်ခွဲကြတယ်အခုကကျတော့ကျွန်တော်တို့ဒီအပြုသဘောဆောင်တဲ့ပို့တိုက်မှုလေးတစ်ခုချက်ပဲ အဲကျွန်တော်ကဂျက်စစ်ဆိုကြအဖြစ်ပြန်ရက်တည်လိုက်တယ်။ဟောဟိုးအရင်ဂျက်စစ်ဆိုကြအဖြစ်သွားခဲ့တော့ကလည်းကျွန်တော်အားလုံးကတော်လိုင်းသမားလို့ပဲမြင်ခဲ့ကြတယ်။ကျွန်တော်တို့အဖွဲ့ဝင်တွေကိုလည်းထောက်ပံ့ခဲ့ကြတယ်။အ PDF ဖြစ်လာတော့လည်း PDF အလျောက်ချစ်လာခဲ့ကြတယ်။အခုကျွန်တော်ဂျက်စစ်ဆိုကြအနေနဲ့ပြန်သွားတော့လည်းဒီအတိုင်းလေးပဲဟိုငင်ငင်လေးရှိစေချင်တယ်ပေါ့။အဲကျွန်တော်ဂျက်စစ်ဆိုကြအဖြစ်ဟိုသွားတဲ့အချိန်မှလည်းကျွန်တော်ဂျက်စစ်ဆိုကြအဖြစ်ချစ်တယ်လို့ဒီအစိုးရကိုလည်း ဟိုကျွန်တော်ချစ်တဲ့သူတွေကမမုန်းကြဘူးပေါ့ဗျာမမုန်းကြဘူးပေါ့အော်အခုလဲကျွန်တော် justice ဆိုကြပြန်ဖြစ်သွားတာကလွင်အစိုးရကိုတွားပြီးတော့မှဟိုတွားပြောတာမျိုးမလုတ်ချင်မလုတ်စေချင်ဘူးပေါ့ဘာဖြစ်လို့လဲဆိုတော့ NUG မှာဆိုလို့ရှင်ဟိုဌာနပေါင်းအများကြီးရှိတယ်အဲ့ဒီအသီးသီးရလူတွေကလည်းသူတို့မဆိုင်တဲ့ကိစ္စတွေအပြောခံရရင်သူတို့လည်းကြိုက်မှာမဟုတ်ဘူးအဲ့ဒါကြောင့်မို့ဟိုကျွန်တော်တို့ကတစ်ဖက်ကိုချစ်တာနဲ့တစ်ဖက်ကို ဟိုသွားပြောတယ်ဆိုလို့ရှိရင်ဟိုမလိုလားအပဲအပြက်သဘောဆောင်တဲ့ပို့တိုင်မှုဖြစ်နိုင်မယ်လို့ဟိုကြားမှာမကြောက်ဟုတ်တယ်အပြက်သဘောဆောင်တဲ့ပို့တိုင်မှုဖြစ်နိုင်မယ်အဲကြရင်တော့မကောင်းဆိုတာကိုကျွန်တော်ပြောပြတာပေါ့အဲ့တော့ကျွန်တော်တို့ကအားနေတယ်ပါဇက်တွေလည်းရားနေတယ်တိုက်ခိုက်ခြင်းနဲ့ဆိုရင်ဟိုရန်ပုံရန်သူဖြစ်တဲ့စစ်ကောင်စီကိုသွားပြီးတော့မှတိုက်ခိုက်ကြမယ်ပေါ့အဲ့တော့ကျွန်တော်တို့တရင်တစ်ဖွဲ့ဝင်နေ ထားတဲ့ PDF uniform ဝတ်ထားတဲ့ညီအကိုတွေလဲကျွန်တော်တို့ကတော်လန်ရေးမှာအလူခံပြီးတော့ရံမုံငွေရှာအဲ့ဒီရရတဲ့ပတ်စံအဲ့ဒီရနဲ့ရတဲ့ပတ်စံကိုကျွန်တော်တို့ကတိုက်ပွဲဝင်တယ်ဟိုကျွန်တော်တို့ဘန္ဒာရေးနဲ့ပတ်သက်လို့လဲဟိုအချိန်မရွေးတောင်ဝင်ရှိသူများကစစ်ဆေးခွင့်ပြုပါတယ်လို့ကျွန်တော်တို့လည်းကြေညာထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ဟိုမလိုလားအပ်တဲ့ကွဲပြဲမှုတွေဖြစ်စေမဲ့အကြောင်းရင်းအရာကိုတစ်ဖက်နဲ့တစ်ဖက်မလုပ်တာ ိုကောင်းတယ်လို့အဲကျွန်တော်တော့မြင်တယ်ဗျာသိလားဟောအဲ့တော့ထူး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 မရှိပါဘူးအဲ့အဲ့လောက်လောက်ပါပဲအဲ့တော့ကျွန်တော်တို့ဒီပွင့်လင်းရာသီရောက်လာတဲ့ခါဒီထက်ပိုပြီးတော့မှ justice ဆိုကြအနေနဲ့စီရေးအရှိန်ဟုံမြင့်မယ်အဲကျွန်တော်လဲကြားဘူးစစ်ကြောင်းမှာတောင်းဝင်ထမ်းဆောင်တဲ့အချိန်မှာကျွန်တော်လဲ justice ဆိုကြကိုဟိုဘာမှလှည့်မကြည့်နိုင်ခဲ့ဘူးပေါ့နော်ပြီးရင်လဲကျွန်တော်က ဟိုစစ်ကြောင်းမှုတောင်းဝင်ယူတဲ့အချိန်မှာလဲဟိုကိုစွမ်းတလောက်တော့ကိုလုတ်ခဲ့ပါတယ်ဗောနော်အခုကတော့ကိုဟိုရိုးရိုးလေးပါပဲဘာမှမဟုတ်ပါဘူးအကူတဲ့ဒီကီဘီရဲ့ဝင်နေဆိုတာဟုတ်လားအကူတဲ့ကျွန်တော်ပြောရမယ်ဗျအဲ့လိုမေးခွန်းတွေလာမေးတယ်ဆိုတော့ကျွန်တော်တို့ရဲ့တော်လန်ရေးကိုတော်လန်ရေးကိုရောတော်လန်ရေးအပေါ်ယုံကြည်လို့ရောက်လာတဲ့လူတွေရောစော်ကားတာနဲ့တူတူပဲဗျကျွန်တော်ကတော့အဲ့လို